အားလုံးမမြင်ပါခင်ဗျာဒီနေ့တော့နော်အဲကောင်းကင်ကိုအဲဟိုပါပဲကျွန်တော်တွေ့နေတာပါအဲ Facebook မှာပဲ friend ဖြစ်နေပြီးတော့အဲနည်းနည်းကြီးကြိုက်တာသူကတော့ကျွန်တော်လည်းအတွေ့ခေါ်တွေပါဒီအဲတင်ချာတွေပါဒီပူကောင်းတော့ဗျာအဲဇဇနိကတွေပါဒီညာတွေတအားကောင်းတော့ဗောကျွန်တော်အရေးသားလည်းကောင်းတော့ဗောကျွန်တော်ကတော့ဘာမှမဟုတ်ပါဘူးဒါပေမဲ့အဲဖတ်ဖြစ်တယ်ဒီခါလေးတက်လာတယ်ဆိုရင်ဒီခါလေးတော့သွားရှာကြည့်တယ်ဗျာဒီခါလေးလည်းမရှာဖြစ်ဘူးကိုယ်လုံးနဲ့ကိုယ်နဲ့ဆိုတော့ เนาะအဲ့ဒီနေ့အဲ့ဒါလေးတက်လာတော့ကောင်းကင်ကိုကเนาะအဲ့တော့စစ်အာဏာသိမ်းမှုစန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်တဲ့ရဲတိုက်ဟောရဲတိုက်ကတော့နှလုံးဖြစ်သွားတယ်ခြားပါတော့တတလုံးနဲ့ပါရဲတိုက်ကကျွန်တော်ခေါင်းစဉ်ပြန်ပြင်ရမယ်ပြီးတော့မှဟုတ်ပြီเนาะအဲ့ကျတော့အဲသူကရေးထရာနဲ့ကောင်းကင်ကရေးတာအဲသူ့ဇာတ်ကားတခါမှမကြည့်ဘူးအဲကျွန်တော်လည်းသူ့ဇာတ်ကားတခါမှမကြည့်ဘူးเนาะ သူ့ဇာကားတွေတကားမှမကြည့်ဘူးဟုတ်တယ်ကျွန်တော်လည်းမကြည့်ဘူးเนาะအဲเนาะသူ့အကြောင်းလေးသူ့ပုံလေးတွေအရင်ကြည့်အောင်ပေါ့ဗျာဒီမဲ့ဆန္ဒပြပွဲမှာပါနေတာเนาะအနာသိစအနာသိပြီဆန္ဒပြပွဲမှာပါနေရေးလိုက်เนาะနှာခေါင်းမွေးလေးနဲ့ဟာလားနော်ဒီမဲ့ဒီပုံကတော့ပူတော်ကောင်းတဲ့တွေ့ရဲမှန်မြန်ငရဲပြန်ညဆိုသူ့ပါထိသွားတော့ဗျာသူကရဲလိုက်ဆိုတော့သူတော့ရဲဦးပြောရဲ ။ဟိုနဲ့ငရဲပညာအဲ့ဒီမှာသူ့ဘန်းခံတာ။ချောပါတယ်ရဲသူတို့ပြောလို့ပေါ့ဗျာ။ကလစင်လေးဆိုပြီးတော့ပြောတာဟဟလာနော်ဟုတ်ပြီနော်သူ့ပုံလေးတွေအရင်ကိုဟောပြလိုက်အောင်ဒါသူ့ပုံလေးပေါ့ဗျာဒါတွေကဟုတ်ပြီနော်อืมဒီဘက်နော်သူ့ပုံလေးတွေတော့ဒီမဲ့ဟုတ်ပြီနော်သူ့ပုံလေးတွေအရင်ပြလိုက်ရောဗျာစိတ်ဝင်စားရအောင်ကျွန်တော်ကျွန်တော်မှုပြင်းစရာကြီးကျွန်တော်ပြောနေတာလေးတွေကနော် ကျွန်တော်လေယူလေစင်းနဲ့ကျွန်တော်ပြောရလဲပြင်းရကောင်းတယ်ဗျ sorry ပဲနော်လူတွေအဆုံးထိမကြည့်ကြဘူးအဲ့တော့ကျွန်တော်လောက်ကြည့်နေအောင်ကြည့်ပြစ်သွားတော့ဗောဗျာနော်အဲကိုကောင်းငင်ကိုကတော့ပြောတယ်လားသူကယူရမှနေနိုင်တူပါရဲ့နော်သူ့ဇက်ကားလေးတခုမှမကြည့်ကျွန်တော်လည်းမကြည့်ဘူးတေဥဆောင်အများစုကအဆိုးရွားကိုအတိုက်ခံမလုပ်ရဲတဲ့လေးလေးတဲ့အချိန်မှာ သူကရှင်းစစ်စစ်ရေပုံပါတဲ့လွမ်းစိန်ကိုတတိရှိရှိသေယုဆောင်ရဲခဲ့တဲ့အချက်ကူတော့သဘောကျတယ်တဲ့လွမ်းစိန်ဆိုတာကျွန်တော်လည်းမသိဘူးရတာတော့ နော်ဇကာထွက်တဲ့အချိန်မှသာဗမာပြည်ကနည်းနည်းပွင့်လဲလာတာမင်းသားအများစုတည်ဆောင်ရေခဲ့တာရေခဲ့မှာမဟုတ်ဘူးဒါတွေကမလူမှုအလုပ်ရဲမှာမဟုတ်ဘူးရဲတဲ့သုံးရက်အရွယ်ကအဲကိုကောင်းကင်ကိုလိုနဲ့ကိုရက်အရွယ်လောက်မှာသူတို့မိသားစုနဲ့ကျွန်တော်တို့မိသားစုခင်မမှုဆိုတာကိုတန်ရုံးစင်လည်းရှိတယ်ဇကာတော့မကြည့်ဘူးတဲ့လွမ်းစင်ရိုက်ကူးတဲ့အချိန်ကတန်းရွှေလားတင်းစင်ခဲ့တာထားပါတော့အဲ့ဒါတွေကထားတယ်တော့နော်ချွတ်တူးစော်တို့ဘာလို့အကြောင်းလဲရဲရဲတာကျေးဇူးတင်တယ်ပေါ့လေအဲ့ဒါနဲ့နော် ရဲတဲ့ဘောကတော့နှမျောစရာတဲ့သူ့အတွက်တန်လဲထိတ်ထုတ်မပေးကြဘူးဟုတ်တယ်ရဲတဲ့ကိုနော်ဘာလို့လဲဆိုကြရဲတဲ့အကြောင်းကိုကျွန်တော်အဲအကြောင်းမလို့အဲထုတ်ပြီးအတန်ထုတ်ပြီးမဲ့မွတ်စလင်တော့မဟုတ်တော့ဘူးကသူ့အမေကမွတ်စလင်နော်အဲသူမျိုးတွေဘာတွေညာတွေလိုက်ဆက်လိုက်ရင်တော့မှမျိုးခောက်ဝေး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 ကြီးတော်ရင်တော်မယ်နော်ဟုတ်ပြီနော်အဲမိတ်ဆွေတွေပေါ့ဗျာအဲသူအဲ ဟုတ်ပြီနော်ဒါသူသူ့အမေကတော့အဲဘာလို့ဆိုတော့လူချင်းတော့မသိလိုက်ဘူးဒါပေမဲ့ဘာလဲဆိုတော့အဲနော်အဲသူ့အကြောင်းကိုရေးထားပါနော်ဒီမဲ့တွေ့လို့မျိုးပေါ့ဗျာသူ့အကြောင်းကနော်ဒါကောင်းရင်ကိုရေးထားတယ်အောက်က flimmo file ဆိုတဲ့အထည်အနေပြီးတော့ကူးထားတာပါနော်အဲ့ဒီက ရွှေရှင်ကလေးပဲရိုက်ရိုက်ကြသေးရဲ့ကာလာမဟုတ်ဘူးဗီဒီယိုတွေအခွင့်90မှာငှားကြည့်ရတယ်တဲ့မြင်နေကြမင်းသားတွေအသားဖြူဖြူနဲ့ကိုရီးယားမင်းသားလေးလိုနူဖတ်အူအန်ရမျိုးမှုပဲမာရီအခေါ်ရတဲ့ကလစင်လေးပေါ်တဲ့ဟုတ်ပြီနော်အဲ့တော့မျက်လုံးပြက်ခုံမျက်တောင်လှပြီးတာတန်လေးနဲ့လခွန်မွေးပဇိုင်းမွေးလေးနဲ့မင်းသားတည်းပေါ့ဗျာတဲ့အဲ့ဒါနော်ဒွေတို့လူမင်းတို့လူသူထုံးစံတို့လူသူထုံးစံ တို့တို့ရောက်ဆန်းဆန်းကြည့်ကောင်းတဲ့စိတ်သေးကပဲတို့လိုမျိုးမျက်လုံးကစားတတ်ပြီး eye power ညှို့ညင်ဆွင်ကောင်းအာကောင်းတဲ့အကြည့်တွေနဲ့တိဥ္ဖော်ကြည့်ရတယ်တိဥ္ဆောင်ပိုင်းမှာဆိုရင်လဲ character နဲ့စားတဲ့ဖြစ်နေအောင်ရိပ်ပြတတ်တယ်ဒါကတခြားနေရာပါနော်သူတင်မတီသေးတော့ရဲတဲ့အကြောင်းဆိုရင်နော်အဲ့ဒါကဘယ်နာလီယပါလဲဆိုဒီရဲ့ပြနော်ဒီထဲကလည်းပါလားဒီထဲကမဟုတ်ဘူးပြနော် ဒီရဲ့အမှုပြန်ရှင်တိုင်းတွေကမဟုတ်ဘူးเนาะတခုတွေကဩမြန်မာအကယ်ဒမီဆိုတဲ့ကနော်အဲ့ဒီက2019လောက်ကဟာเนาะအဲ့ဒါအဲ့ဒါကဖောင်းကဇော်ကြီးကြီးနဲ့เนาะကျွန်တော်ပြောင်းထားတာပါเนาะအဲ့ဒါနဲ့ဆိုတော့ဟုတ်ပြီအဲ့တော့ရဲတဲ့အကြောင်းလေးကိုကျွန်တော်လည်းဘယ်ဘယ်အမေဘယ်မှာစပြီးတော့တွေ့လဲဆိုတော့အဲ့ဒါလေးလည်းပြောလိုက်ပါမယ်ကြော်ပြီးတော့အရင်ပြောလိုက်ပါမယ်เนาะဒီမှာเนาะ ရဲတဲ့အကြောင်းကိုဒီမဲ့ဒါကတယောက်တင်လာလို့တကယ်ချင်းတယောက်တင်လာလို့ဒါလည်းသူလည်းသူလိုပါပဲအွန်လိုင်းမိတ်ဆွေပါပဲနော်အင်ဂျင်နီယာမိုးကြည့်ဖြူဆိုနော်တော်တော်ရင်းနှီးပါတယ်မိုးကြည့်ဖြူမိုးစင်လူကြီးညွန်ရပါဗျာမိုးကြည့်ဖြူဆိုအဲ့ဒါကြာမိုးကြည့်ဖြူဆိုကြားလေးပါဗျာမမျိုးစင်းမဟုတ်ကျွန်တော်တော့မသူ့ကိုမျိုးစင်းမလို့ရေးလိုက်တယ်ဒါသူသူကနည်းနည်းလေးစိတ်ခုသွားတယ်သူပါရဲ့ sorry ပဲလို့ကျွန်တော်လည်းမိုးကြည့်ဖြူဆိုတော့အမျိုးသမီးကလည်း ဘာမှမစင်ရုံနဲ့ပိုးတူတော့သူ့မထင်ဘူးသူအဲ့ကြတော့တန်တော့အဲ့လိုသွားပြောလိုက်မိတာလဲဆိုကြနော်အဲ့ဒါတော့အဲ့ဓာရီကိုသူသူ့အကြောင်းကိုသူကတင်ပို့လာပြီးတော့နော်သူကရေးလို့လူဂျွန်ဆိုပြီးမှအဲ့ဒါနဲ့နော်အဲ့ဒါကိုနောက်တစ်ခါဒီပုံကိုဘယ်သူကတင်လဲဆိုတော့ဟိုကလီယောင်းဒီမဲမိဘမိဘ and uh, adonis eros ဆောက်တာမိဘကိုပြောတော့ဗျာ သူကဒီလိုထည့်ထားရင်သူကသူရင်တော့လေ Facebook အခုလဲဟွာမယ်လဲအဲဟွာမယ်နာမည်ကျော်တဲ့လူတယောက်ဆိုတော့ကြာနော်မပြောမယ်လို့ပြောတော့မပြောတော့ပါဘူးဒီမှာမလေးရှားမှာပဲနေနေရတယ်ဆိုတော့ကြာနော်သူဦးလေးသူဦးလေးဒီသူအဖေတို့သူအမေတို့သူအတော်ဒီတို့အလုံးကရင်းနှီးနေကြဗျာနောက်ကြသူဟွာရင်းနဲ့ဆိုလဲကျွန်တော်မိသားစုနဲ့ကျွန်တော်မျိုးသူပြည်နဲ့လည်းရင်းနှီးတယ်ကျွန်တော်ဘက်ကလည်းရင်းနှီးတယ်အဲ့ဒါတွေပေါ့သူတို့သူတို့ ူဦးလေးအဖေတို့ဘာတို့ညာတို့เนาะအလုံးကဟုတ်ပြီเนาะအဲ့တော့ तू ကလည်းပြောတာ तू တော်တဲ့ဆိုတာပြောတာเนาะအဲ तू ကဒါအဲရဲတိုက်ရဲ့အမေပါเนาะလွေကျော်မှာကျွန်တော်အဲ့ဒါကိုလွေကျော် Facebook group ထဲမှာလည်းကျွန်တော်ထည့်ထားပါတယ်เนาะဗမာအဲလွေကျော် Facebook group ထဲမှာ group ထဲမှာဗာလဲဆိုတော့ဗမာမွတ်စလင်လွေကျော်နေပေါ့လေဗျာအဲ့ဒါအဲ့ဒါတည့်ရကျွန်တော်လို့အောင်မယ်ကျွန်တော်မလို့ရသေးဘူးเนาะအဲမခင်တန့်စင်နဲ့เนาะ အခုတော့ဒေါ်ခင်တန်းစင်ပေါ့လေတဲ့65ခုနှစ်လူကျွန်တော်တို့တောင်စောသေးတယ်ဗျတနည်းစောတယ်64ခုနှစ်ကကျွန်တော်တို့စကြဘူးကျွန်တော်65ကျိုးသားတာကျွန်တော်ကအကြောင်းအဆင့်မှာတော့ကျွန်တော်တို့ဘီတန်းကဆိုပြီးတော့ပယ်ထားခဲ့တာနော်လူသေးလဲလူသေးဆိုမှအဲ့ဒါကြဆောက်ပါတော့ဗျဒါလေးကထပ်လေးပြောနေရတာမကောင်းတော့ပါဘူးဒါအဲ့ဒါလေဟိုဘယ်ဘယ်ခင်မှာဖြစ်ဖြစ်ပါနော်အမတ်ဒီကကောင်းရတဲ့ခြံထားရတယ်အဲ့တော့ဒါပေါ့လေအလားလိုမတူသေးလို့ပေါ့ဗျာဟုတ်လား 65လူယွန်စီစီမံကိန်းဒုတိယနှစ်ပေါ်လူယွန်စီမံကိန်းငပလီစကမ်းမအဲမာတဲ့အဲလူယွန်ဖြစ်တဲ့မိန်းကလေးတောင်ကြီးသူအရန်ထူးညွန့်ထဲမြတ်တူနောက်ပိုင်းမှာလာသာနှစ်မှာထက်လန်းပြတ်ဆံမှာဖြစ်လာတဲ့အဲ့ဒါဘယ်လိုလဲဆိုတော့ခုနကရဲတိုက်ရဲ့အမိပါနော်နာမည်ကျော်မင်းသားကျော်လေးရဲတိုက်သူသားနော်အခုတော့သူသားလေးခင်ဗျအချုပ်နောင်လင်းမှာဒါပဲရှိတယ်အင်းလန္နာဇန်းဆိုတာမလီရိုက်ရ အဲအိရန်ဆန်ကတခါပြန်ပြောတယ်လာစာနှစ်မှာစီညာအမတွေတင်မှုတယ်ရဲတဲ့အမေဆိုတာတိရတူရှားတယ်အဲ့ဒီဒီချက်ကရဲတဲ့ဘယ်ရွမှာအလအမိခံသွားတာလဲမြတ်လီကအရန်အေဂျင့်တယ်သူမွတ်စလင်မှာရဲတဲ့ကတော့မဟုတ်တော့ပါဘူးနော်ဒီကတော့မိဘကဗာပြောတယ်ဆိုတော့အန်ဒီကအသက်44နှစ်1995ဦးနဲ့မှာဆုံးလာတယ်ရဲတဲ့အမေကရဲတဲ့က15နှစ်ဘဝညာပြီးမှကြံခဲ့တာအခုတော့40ကျော်ပေါ့လေဗျဒါရဲတဲ့ငငယ်နဲ့ ဒါသူ့ရဲ့အမိနဲ့ပုံเนาะအဲ့ဒါမျိုးဆိုဆရာပန်းနဲ့တူပါရဲ့ဒါမိဘကြီးကနေကျွန်တော်ကူးထားတာပါเนาะအဲကျွန်တော်ဟုတ်ပြီเนาะအဲကျွန်တော်ဒါကဟုတ်ပြီအဲ့တော့ကျွန်တော်အခုပဲပြပြန်သွားမလဲဆိုတော့ကျွန်တော်တို့ရဲတဲ့အကြောင်းကိုဟိုဟာပေါ့ဟိုဟာလေးပေါ့သူနော်ရဲတဲ့အကြောင်းတင်မတီတီလေးရဲတဲ့အကြောင်းဆိုပြီးအဲ့ဒါလေးက ခုနပြောတဲ့ဟိုဟာလေးကပါတာပါအဲဒီဒီထက်မြန်မာအကယ်ဒမီပို့ဆေးရနေပါတာပါနော်မြန်မာအကယ်ဒမီရနေပြီးတော့အဲ့ထရာပဲသူ့ပုံနေလဲရပါတယ်အဲ့ဒါသူရဲနေမဖြစ်ရင်သူငငယ်ကပုံလဲပါတာပဲဇာတိတော်မှမစိုးဘူးပဲနော်အမ်နော်ငငယ်တုန်းကပုံနော်ဒါကြီးရပြင်ဘွန်တူပြီးရဲ့ရဲလိုက်ငငယ်တုန်းကပုံနေတူပါရဲ့နော် လည်းချက်ကြည့်တာပေါ့ဗျာဟွန်းနော်ဒီပုံငေးလည်းပါပြီးသားဖြစ်သွားတာပေါ့ဗျာရင်းနှီးမဖြစ်ခင်ဟုတ်ပြီဒါအနုပညာဆလုပ်တဲ့အချိန်နော်ငငယ်ရှိသေးတယ်နော်ဘယ်လိုလဲလူရှားမှုတွေနော်ရဲရိုက်ဖောင်ဒေးရှင်းဒါသူနောက်ကျရဲရိုက်ဖောင်ဒေးရှင်းလုပ်ပြီးတော့ကျွေးတာမွေးတာလှူတာတန်းတာနော်အဲ့ဒါတွေတိတ်ပြီးတယ်လို့ရှောင်းဝင်အော်ဒါဆိုအများကြီးပါတာပဲဒီထဲမှာလည်းပုံနေရသွားတော့တန်းတာပေါ့ဗျာသူ့အကြောင်းနော် ဒါကကြောင်စန်းစုကြည်နဲ့တွေ့တဲ့ပုံနော်သူလှုပ်ရှားမှုတွေလှုပ်တာနော် NLD လှုပ်ရှားမှုတွေလှုပ်ပေးတာနော်ဒါတွေအဲရဲတိုက်ကို DEIGHC တိုက်ဆိုပြီးပေါ့လားနော်ကံကြမ္မာဆိုရင်တော့2023ကာလများဆိုမှနော်ကိုယ့်ရဲ့ယုံကြည်မှုကတော့နော်ဒါဘုန်းကြီးဝတ်လိုက်တာနဲ့တူပါရဲ့နော်ဟုတ်တယ်ဆယ်တန်းထီအောင်တော့မွတ်စလင်ပဲနောက်ကြတော့ အဲ့ဒါဖြစ်တယ်နော်ဒါသူ့ရဲ့ကိုယ်ပိုင်ဘဝသားပါတော့သူ့တဲ့ရေတိုက်အကြောင်းပုံနေရရတာပေါ့ဗျာအများကြီးဖြစ်သွားတာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီဟာသူ့ကြောင်အဲ့လောက်စီရပါပြီဗျာနော်အဲ့တော့ဒီဟာကရေတိုက်မဖြစ်ခင်က သူ့နာမည်ကအဲလေးရွှေရလင်းထုံးဦးတဲ့နော်ဧပြီလ17ရက်1984မှာမွေးတယ် ဧဘရဆက်ဒီရဲ့ဆိုစကြမတိုင်ငင်လေးပေါ့စကြအကျိုးမကျိုးမရောက်ခင်တည်းရဲ့ပေါ့နော်မိသားစုမှာအကြီးဆုံးဖြစ်တယ်ရှစ်တန်းကိုရန်ဆယ်တန်းကိုပြင်ဦးလင်အားကြောင်းတက်ခဲ့တယ်မင်းမျိုးမှာကြောင်းတက်ခဲ့တာနော်ကြောင်းသူ့အမျိုးတွေကမန်လေးမှာရှိနေတာနော်မန်လေးမှာရှိနေတာအဲ့ဒီမိဘတို့ကမန်လေးရတယ်ဗျာနော်ဟုတ်ပြီနော်အနုပညာအဲနော်အနုပညာလောကတွေအစဝင်ရောက်ခဲ့ပုံအနုပညာလောကမလို့အဲ့လိုမဖြစ်ဘူးလို့ကြွေးကြော်ခဲ့တဲ့ရဲတိုက်ကအဲ studio 07 in, uh, audio engineering ကျောင်းမှာ film making video making ပညာရတွေကိုသင်ယူခဲ့ပါတယ်တဲ့ကင်မရာနောက်ကကနေလှူရတဲ့အမှုပညာသမားဘွားကိုလည်းသဘောကျတာမို့ editing ပညာရကိုသင်ကြားနေနေတဲ့ တေးဥဆောင်တယောက်ဖြစ်လာပါတယ်မင်းသားမဟုတ်ဘူးအမှုနာမလို့ပြောလို့ရှိတဲ့ရဲတိုက်က2005ခုနှစ်မှာမော်ဒယ်တယောက်အဖြစ်ဓာတ်ပုံနေရိုက်ကူးလာပါတယ်အဲ့နောက်မှာသူ့လိုပဲအမှုပညာကိုယူကြတဲ့စာတိုရီအဖွဲ့သားတွေနဲ့တွေ့ဆုံမြင်မှရုပ်ရှင်လောကတွေကိုအရှင်ပြင်းပြင်းနဲ့တိုးဝင်ကြရင်တမယုံကြဇလန်းတွေကနေဖောက်ထွက်ခဲ့ကြတယ်ခေါင်းဆောင်မင်းသားအနေနဲ့ပထမရိုက်ကူးရတဲ့ဇီဒီယိုဇက်ကာက အမှောင်ငွေရနံဖြစ်ပြီးဒါတာရည်စော်ရိုက်ကူးတဲ့အဲ့ဒီချိန်ကဆက်ဆက်တနံမြကြီးနေတဲ့အိန္ဒြာကျော်စင်နဲ့တော်ဘက်သုဆောင်ရတယ်ဘာသာရေးဒါဘာသာရေးပေါ့ဗျာဒါတော့ဘာသာရေးလူမျိုးသူ့အကြောင်းနဲ့သူပေါ့ဗျာဒါတော့အမေလည်းဆုံးသွားတာနဲ့ရဘာရင်ညာရဲ့ဒီလိုတွေပေါ့လေသူသူအပိုင်းနဲ့သူပေါ့ဗျာပရမဟာသူကသိမ့်မပြောခြင်းဘူးဒါတွေကိုလေနော်ထိတ်နေရှိဘာသာရေးအကြောင်းတွေသိမ့်မပြောဘူးဆိုတော့နော်အဲ နော်လူဘာသာရေးဘာသာရေးဆိုပြီးတော့သူ့ကိုကလားဘာညာခေါ်လို့နဲ့ဒီပါရဲ့ဗျာတရားမှုသူထည့်ရေးတာနဲ့ဒီပါရေးတဲ့လူကရေးတာခုနကပြောတဲ့အ70%ထိကိုအစ္စလမ်ဘာသာဝင် ဖြစ်ခဲ့ပေမဲ့နောက်တော့ဘာသာမဲဖြစ်သွားကြရတယ်တဲ့ church တွေလည်းတက်ခဲ့ပြပြီး2012မှာတော့ဘာသာဘုရားဘာသာကိုဥပြောင်းခဲ့တယ်နော်အဲ့မှာ church မှာလည်းပြဿနာပေါ်လိုက်တယ်လေသူ church မှာပြဿနာတက်လိုက်သေးတယ်အဲ့ဒါနဲ့ တရားဆွဲခံရပါလိမ့်ညာရဲ့အရေးတိုင်တာပါလိအချုပ်ခံတာသုံးရလောက်လာဖြတ်ပါစေနော်ဒုက္ခတွေတွေ့တဲ့အချိန်မှာပြဿနာကိုထားပါတော့ဒါဒီကဘုရားဘုရားအကြောင်းသူ့ဘာသူသူသူ့ဘာသူဖြစ်လို့ဒါပေမဲ့ဒီစင်းတွေကိုလူတွေအကျိုးရှိမယ်ဆိုရင်တော့ရေးပါကျွန်တော်မိဘတွေကတော့စိတ်မကြီးအောင်စေချင်ဘူးလို့ပြောတယ်သူအမေကလည်းဆုံးသွားပြီဆိုတော့ကြတော့နော် သူ့အဖေရှိသေးတယ်ဒီဘိုင်းဆွေမျိုးတွေနဲ့အဲတခြားမုန်စင်တွေထိမရှိရင်စီခြင်းလို့သူကတော့မိဘတွေကိုမထည့်ရစီခြင်းလို့ဒါဒီဘာသာရေးစိတ်မပြောခြင်းဘူးလို့ပြောတယ်နော်ဆွေဝတဲ့နေ့ကတော့ဘာလဲဆိုတော့အမ်မကောင်းတဲ့အမောင်ချမ်းလေးလေအကောင်းတာရှိလို့မကောင်းတာလည်းရှိတယ်ဇာဟိုကတော့ဘာသာပြောင်းသွားပြီဆိုကျွန်တော်တို့ဘက်ကတော့မုစလင်နဲ့ပြောရင်တော့မကောင်းတဲ့အပိုင်းပေါ့ဗျာခင်ဗျားတို့ဘက်ကတော့ကောင်းတဲ့အပိုင်းပေါ့ဒီလိုပဲပေါ့လေဒါတော့ဘာပဲဖြစ်ပါလူတယောက်ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးပေါ့ နော်ဒါပေမဲ့တရိတ်ဆိုင်ညာဟိုဟာလေအတူတူပဲဘယ်လိုလဲဟိုချွေပါလေပြောင်းသွားတယ်ဗျအောင်မြင်လာတဲ့ဒီနေ့မှာပြောင်းသွားတယ်နော်မွတ်စလင်ကနေပြီးတော့ပြောင်းသွားတာပါအဲ့ဒါလာကြည့်ရပြီးအများကြီးပဲရဲလိုက်ကြတာဘယ်လောက်လာကြည့်ရမလဲမသိဘူးဗျာနော်ဟုတ်ပြီနော်နောက်ကြတော့ဟိုဟာတုန်းကလေဇောမျိုးရမျိုးရတယောက်လေးရရရှိမနေတာပြဇောပါတဲ့ဟာနဲ့တူပါတယ် ဲ့ဒီရောက်လဲအတူတူပဲကြာသွားတယ်နောက်ကျတော့ဓမြမှုတွေဘာတွေညာတွေနောက်ဘာတွေရှင်မမသိဘူးဇော်ဘွားကတော့မစင်မပေါ့ဘူးရာ तू ကတော့ဘာကြီးပါနော် तू ကလည်းအဲ့ဒါအဲဟိုဟာတွေနဲ့ဖုန်းမှုနဲ့ဆိုပြက်လာတွေတက်ပြီးတော့နော်တခါလဲကြာသွားတယ်ဟုတ်ပြီနော်ဟွန်းတမိုင်းတွေကစူပါရဲ့နေ့ရတော့အဲဘူမေ28မှာဘူထောင်မြို့နယ်စိန်မေဒီဖျားเจ้าမှာနော်ဘာဖြစ်လဲဆိုတော့ သီမေရီဘုရားကျောင်းအမှပြဿနာဖြစ်တယ်။သာနာကျွမ်းလွမ်းစေမှုနဲ့ဘူဆောင်မြို့နယ်ရဲခါမှာတုံရက်ထင်းခါပြီးတော့မှအာမခံနဲ့ပြန်လွတ်လာတဲ့အခါရဲ့သူ့ကြောင့်စိတ်နှောင့်ယှက်ဖြစ်ခဲ့ပေးစားကိုတောင်းပန်ခဲ့တယ်။ဇူလိုင်2013ဇူလိုင်အဲဒီမှာသူအဲ့လိုစေးနဲ့ပတ်လို့ဖြစ်နေပါလေ။အဲဘကိုးတိုင်းကျောက်တကားမြို့နယ်အတွင်းစေးကျောက်ရွက်လက်ချက်သားလက်ဝတ်တွေ့ရှိမှုနဲ့တရားရင်ဆိုင်ခဲ့ရတယ်။2014ဧပြီမှာ ပုံမှန်15 16 ကငငယ်နဲ့ထောင်လန်6နှစ်ချခံရပြီးစက်တင်ဘာလမှာသာနာညွှန်းရစီမှုအတွက်ပြည်ထောင်စနစ်ကိုပါဆက်လက်ကြခံစီမှုပြည်ထောင်ချခံရတယ်။ရုံးတော်မှာယူကံဝင်ပြီးနောက်ငန်းနှစ်ကိုလျှော့ပေးခဲ့တယ်။ရဲတဲ့ဟာ2019နိုမာ7ခုနှစ်ကပြန်လည်လွတ်မြောက်ခဲ့တယ်။ကိုပိုင်ဘွားရဲတဲ့ကတဲ့အမှုပညာလုပ်ငန်းအကြောင်းတွေကလွှဲရင်ကိုပိုင်ဘွားတွေကအကြောင်းတွေကိုသိမပြောသေးမပြောတတ်ဘူးတဲ့။အကြိုက်ဆုံးစားစားဆိုလဲစားကုန်းတာမှန်မှန်ကြိုက်တတ်ပြီး အကအကြိုက်ဆုံးအယောင်ရည်လဲသတ်မှတ်သေးမရှိကြဘူးကို့ချစ်တဲ့ဒိဋ္ဌန်တွေကိုချစ်တယ်လို့ပြောတယ်အခြေအနေနဲ့ပတ်သက်ရည်စားတွေထားခဲ့ဘူးပဲအခုချိန်မှာတော့ချစ်သူမရှိသေးပါဘူးချစ်သူရှိလာတဲ့အခါမှာလဲချစ်သူရဲ့ဆန္ဒအပေါ်မူတည်ပြီးတည်ပင်းပါပါတဲ့အားသားနဲ့ပတ်သက်လို့ကတော့ငငယ်ဂေါ်လီယိတ်တန်းကစားဘူးဒါပဲရှိတယ်လို့ဖြေတယ်ခန္ဓာတော်ကိုဖြေတယ်ရဲကကဗျာဒီကိုချစ်ပြီးသူကရင်လဲကဗျာကြီးလေးရှိပါသေးတချင်းဆိုတာတချင်းလားထောင်ရတာကိုအရင်ကြိုက်ပြီးမဲ့စင်ပေါ်မှာတချင်းတော့သိမ့်မစိုးပြဘူးလို့ပြောပါတယ် တိတ်မဆိုပြေဘူးဆိုနေပါတော့ဆိုပြေနေတူပါရဲ့ကျွန်တော်အစမာနဲ့ဒီထိကနာနဲ့ဆိုတော့အဲ့လိုပဲတခါလေးကြရင်တော့ချောင်းဆိုးတော့ဗောရဲ့ နာရရှိပြသွားရင်တောင်းမှမှာလေရဲတွေကအခုချိန်မှာပြိတက်တွေအချစ်တွေကိုပြိုကြီးလက်ခံရယူနေပြီးသူ့ကိုမဆုံးစေခြင်းမဆိုးရိမ်ခြင်းစေချင်မှာဘူးလေသူ့ဘက်ဘယ်တော့မှထပ်မမလဲဆိုးရိမ်ပြီးဆုံးကြည့်နေတာကိုမကြိုက်ပေမဲ့ချစ်လို့စိတ်ပူနေကြကိုလည်းသိပါတယ်သူကလည်းပြိတက်တွေကိုချစ်တယ်လို့နောက်ဆုံးမေးထားတဲ့8 days interview မှာဖြေထားတယ် interview ဖြေတိုင်းဟာမဆုံးလက်ပဲတူလို့တူလို့ပြောရတဲ့ရဲတိုက်စီကဒီစကားပြိတက်ရင်းနဲ့ပြောလိုက်မှသိတာပါတယ်ရဲတဲ့ပုံမှန်အတက်အနုပညာလိုရှာမှုတွေလုပ်နေပါပြီတဲ့ဒါဖတ်ပါတော့ เนาะဒါတွေကအဲ့ဒီဟိုဟာတွေကပြန်ပြောလိုက်တော့ကြတော့ဒါကအဓိကတော့ဒါပါပဲဗျာအကျိုက်ဆုံးကတော့เนาะဒီပုံကတော့ဟုတ်တယ်ဒါเนาะကျွန်တော်ဒါကြီးပြန်လို့ရမှာပေါ့ဗျာနောက်ကြတရားဟာတွေကနောက်ပိုင်းဖြစ်တဲ့ဟာတွေကอืมဒါတွေသူ့အကြောင်းသူ့သူ့ကားတွေနောက်သူ့ရုပ်ရှင်ကားအကြောင်းတွေရေးထားတယ်ကျွန်တော်ဘလော့မလာဖတ်လို့ရပါတယ်ဖတ်ချင်လဲဆိုရင်เนาะအများကြီးပဲเนาะကျွန်တော်အကုန်လုံးကူးတင်ထားပါတယ် ဒါတွေမဖတ်ပြတော့ပါဘူးဗျာကျွန်တော်လည်းတစ်ခါမှမကြည့်ဘူးသူကားကိုနော်နာမည်အဲဒါခုနဟာပြန်ပြီးတော့ဟောလောက်ထားတာနော်သူသူရိုက်ခဲ့တဲ့ကားသူရိုက်ခဲ့တဲ့ဟိုဟာတွေအများကြီးပဲနော်ကျတော့သူကဘာကြီးလုပ်သေးလဲဆိုတော့အဲတခြားလှူရှာမှုတွေအကြောင်းနည်းနည်းပြောရတော့သူကောင်းနေတယ် 2017မှာ January လမှာ Yerek Foundation ကိုစလုပ်တယ်ပတ်စံလေးနဲ့ဝင်လာပြီးပတ်စံလေးရတယ် Yerek Foundation လုပ်တယ် Yerek Foundation လုပ်ပြီးတော့မှအအနုပညာကြီး390နဲ့အဲ့ဒီခေတ်တုန်းက390တော်တော်တန်တာပဲဗျာเนาะထပ်တင်မတ်တီတူဟာလူရှင်တွေပံ့ပိုးမှုနဲ့အတူလို့အဲ့တဲ့နေရာတွေကိုပံ့ပိုးကူညီပေးနိုင်ခဲ့တယ်ဆက်စမ်းမီလောင် ပောက်ကွယ်မှုရှေဘူးငရင်စိတ်ဖြူရလမှုတို့လိုသဘောဝပြီးအနေကျောက်တဲ့နေရာဒီမှာကိုယ်တိုင်ကိုယ်ကျသွားခဲ့တယ်လို့စိတ်ခွန်အားလိုအပ်နေမဲ့ငှက်အော်ဆန်းကလေးတွေကိုလည်းလှူဒန်းပေးအပ်ခဲ့လူလှူဒန်းအပ်ပေးခဲ့ပါတယ်ကဘာကြီးရဲ့တထောင်တနေရာမှာသူတို့ငူနေကြတယ် ကမ်ပိန်းလုပ်ပြီးကချင်ပြည်နယ်စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်ရဲတဲ့ကိုယ်ကလူငန်ထွက်ခတ်ပါတယ်ဒုက္ခသည်စကန်းကိုကိုယ်တိုင်ကိုကြတော့ရောက်အပပီနေစရာစားစရာဝတ်စရာတွေလူခဲ့ပါတယ်2012အောက်တိုဘာလမှာတော့မြန်မာရုပ်ရှင်အစည်းအဝေးကရဲတိုက်ဖောင်ဒေးရှင်းအများကျဆောင်ရွက်နိုင်ခဲ့တာကြောင့်ရုပ်ရှင်ဂုံဂုံဆောင်စုကြီးမြတ်ပေးရခဲ့ပါတယ်เนาะ တကယ်တဲ့ foundation အပြင်ဒီကိုရောလှူရှားမှုအနေနဲ့ safe erawdi campaign အရာဝင်မြင့်ထင်းသိမ်းမှုလှူရှားမှုအတွက်လည်းပါဝင်ခဲ့ပြီး2000နှစ်မှာအမျိုးသားဒီမိုကရေစီလှူရှားမှုများမှလည်းကိုကြီးအဖြစ်ပေးရခဲ့ပါတယ်ခုနကပုံဒီမှာအများကြီးပါသွားတယ်တော်ရန်စိတ်ဆန်ကာဝယ်ရှင်င်းအတွက်လည်းပါဝင်လှူရှားခဲ့ပါတယ်နော်ဒါတော့ဘာသာရေးရတော့ကျွန်တော်ပြောပြီးပြီးခုနကကူးပြီးတော့ကိုပိုင်ကအเจ้าနေလည်းပြောပြီးပြီး နော်ဒါသူပုံနေရတော့ဖြတ်စလဲပြန်ပြလို့ဖြစ်နေပြီဒါ AIR ရအင်တာဗျူးပါနော်အဲ့ဒါနောက်တဲ့အင်တာဗျူးတခုလည်းကျွန်တော်ရှိသေးတယ်ပြီးတော့မှကျွန်တော်အပီးသက်လေးအပိတ်လေးနဲ့ပြလိုက်မယ်နော်ဟုတ်လားနောက်အင်တာဗျူးကဒီထဲမှာဒီကနားလဲအင်တာဗျူးကอืมเนาะตู่เอยอรีอ่ะอินเทอร์วิวอ่ะมวยผัดล่ะตะชาเบลงมาตู่เนี่ยกิมแกอยู่ตู่ก็จี้ไล่ยังอนุปัญญาเนี่ยดูอ่ะต้วยแยกเบเลยเยอะแต่ ရဲရဲယင်းဒီလိုမိတ်ဆွေတို့ကပြောတယ်ရဲတဲ့အလုံးသိချက်တမ်းနမ်းမိကလည်းစမ်းတယ်တိဥ္ဆောင်နာကလည်းသဘောဆိုင်တိဥ္ဆောင်နဲ့မျက်လုံးတွေကကြွားရှိတယ်လို့ပိဋကတ်တွေကဆိုကြတယ်ရဲတဲ့အခုတော့အာနာသိမ့်ပြီးနောက်ပိုင်းထောင်ထဲပြန်ဝင်ရတနည်းကျော်ရှိလာအခုဆိုကွာကွာတာပေါ့ဗျာတနည်းကျော်မဟုတ်ပါဘူးသုံးနှစ်လောက်ရှိရောပေါ့မျက်လုံးကကြွားရှိတယ်လို့ပိဋကတ်ဆိုကြတယ်ရဲတဲ့အခုတော့အာနာသိမ့်ပြီးနော်တနည်းကျော်ကဆိုတော့ခုလောက်ဆိုရင်၄နှစ်၃နှစ်လောက်တော့ရှိပါပြီဗျာ ဒါ interview 2010ညက် interview ဒီဟာဘယ်လုံးကလဲဆိုတော့မမသိတော့ဘူးညကျွန်တော်လည်းဟိုကကူတရာကူနဲ့เนาะတုံးလက်ရှင်းလင်းမြောက်မွေးနေဦးလေ interview အဲနော် तू อ่ะအဲ့ဒီမှာ interview လုပ်တဲ့ချိန်မှာဟောပရမတ်တစ်ခေါက်တုန်းကလေနင်းတဲ့လောက်အချင်းလောင်နေမနေခဲ့ရတယ်တဲ့နော်အဲတေးဥဆောင်လာအပြင်အခြားအမျိုးမျိုးကယူ YouTube လို့နည်းယူနေသူအများစုကနော် तू อ่ะဆိုရင် အနုပညာနဲ့ပတ်သက်ယူတယ်တဲ့နော်ယင်းဒီသူအများကြီးရတဲ့ဈေးကဒီမတိုင်ကလည်းအချင်းထောင်မဲမှာ၄နှစ်ကျော်နေခဲ့ရတယ်ပါကျွန်တော်ကသူမဆောင်ရရင်မနေနိုင်ဘူးလို့ပြောတယ်ထောင်ငါထွက်လာပြီး2018မှာအနုပညာလုပ်တွေပြန်ဆလုပ်တဲ့အချိန်မှာအရိယာနော်ဒီခုကပြောခဲ့ပါသေးတယ်အနုပညာလောကကိုပြန်လည်ဝင်ရောက်ပြီးသူပြည့်တဲ့ခြေနဲ့မှုပေးနိုင်ခဲ့ပြီးအခုတပါအာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းအာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်မှုတွေကြောင့်ထောင်ထဲတစ်ခါပြန်ဝင်နေရတယ်เนาะ ဧဘရာဆက်ကြောက်တယ်သူရဲ့အသက်38ရှစ်ပြောက်မွေးနေကူလဲထောင်ထဲမှာသာဖြတ်သိမ်းခဲ့ရတာပါတဲ့အခုဒီခေါက်လဲရောက်တော့မှာပါဗျာသူမွေးနေရ2021ဒီဇင်ဘာလတည်းရဲတဲ့ကိုအင်းစိတ်နောင်တည်းမှာဟုတ်ပြီ2021ကနေဆိုတော့ 23နှစ်24 24နှစ်ရှိတော့မှာဗျာလှုပ်ပေးပါတော့သူများတွေတော့ပေးတယ်ခင်ဗျားတို့ဘိုးဘွားသာဖြစ်တော့ပါယူရမွတ်စင်ကနေပြီးတော့ဘိုးဘွားသာဖြစ်တဲ့လူပါမွတ်စင်မလို့မပေးရင်တော့ခင်ဗျားတို့အကျင့်နေရတော့တိပိသားပါဒီစစ်တပ်ရဲ့အကျင့်နေရစစ်တပ်တို့ NLD တို့ရဲ့အကျင့်နေရတော့ဒီလိုပဲတိပြားတိပါတယ်အထူးသဖြင့်တော့ NLD ရောင်းနေတဲ့ကတော့စစ်တပ်ကြောင့်မလို့ပေါ့လေနော်ဒီကတော့ခင်ဗျားတို့ဘိုးဘွားဖြစ်လာတဲ့လူပါဗျာလှုပ်ပေးလိုက်ပါတော့နော် 2021ခုဒီဇင်ဘာလမှာအင်းစိန်တောင်မှာအထူးတရားရုံးကနေပိုးဟန်95ကအမှုနဲ့အလုံကျန်းတဲ့ဆောင်းရံ3နှစ်နော်အဲ့ဒီကအလုံကျန်းတဲ့ဆောင်းရံ3နှစ်ပါ26ရက်အမှုတွေကဆက်တိုးတာဟုတ်ဗျာအလုံညာချင်းရှုပ်ကိုမဆက်နေရနေကပြန်လွတ်တဲ့အခါမှာသူမပါဝင်ဘူးတဲ့နောက်တစ်ခုကိုထပ်ရင်ဆန်ရတယ်နော်လဆောင်လေးစတဲ့အေဘရာသွန်းကရဲတဲ့ကိုရန်ကုန်မြို့တမိုင်းလမ်းဆောင်မှာစစ်ကောက်စီကဖုန်းနဲ့ဖမ်းဆီးတာ 21အေဘရာသူငင်းကြီးကအော်အေဘရာဒီပဲရောက်တော့မယ်ဟာလေသူသူအမတ်အမတ်တရားပေါ့လေသူဖန်းခါတယ်အမတ်တရားပေါ့လေသူ့မွေးနေ့အမတ်တရားနဲ့ နော်ပြောပြတာပါဟုတ်မယ်ကောင်းကင်ကပြောသူနဲ့ပတ်သက်ပြီးပြောပြတဲ့လူမရှိဘူးဆိုတော့ကျွန်တော်ပြောလိုက်တာပါဟုတ်လားအာနာသိမ့်မှုစန့်ကျင်မှာပါဝင်တဲ့ရဲလိုက်ကို CDN အကြမ်းမဖက်အာနာဖီဆိုင်ရေးလှူရှာမှုနဲ့ကိစ္စပတ်သက်ပြီးတော့ interview facebook ဖြစ်ဆိုခဲ့ခြင်းနဲ့ facebook လူမှုကွန်ရက်မှာတင်ထားတဲ့စာသားတွေကြောင့်မို့စစ်ကောက်စီကလာတာမျိုးနဲ့တရားရုံးမှာငန်းငါကနဲ့တရားစွဲတယ်ရဲတဲ့ကမြို့စေဝါနဲ့စိတ်ကိုပြောင်းလဲစေတယ်လို့စေဝါများဥရိပုံမှန်16ကနေလည်း ကမရန်ကုန်မြို့နယ်တရားရုံးမှာတရားဆွဲခဲ့တယ်တဲ့နော်လက်ရှိမှာတော့ရဲလိုက်ကို76ကအမှုကနေအပြစ်မရှိကြောင်းစော်ရက်တင်ဖို့ရှိနေတွေကနေပြီးတော့နော်ပြန်လွတ်ပေးဖို့ဟာတင်မယ်လို့ဆိုပြောနေပါတယ်အမှုကနေအပြစ်ရလွတ်ပေးဖို့ဆောက်ရှိပေးပါတယ်အပြစ်အမိန်ချပါမယ်ဒါမှပဲနော်ဥရိအကြံပေးဥက္ကောမြတ်အရာဝတီကိုပြောပါတယ်စစ်စေးမှာရဲဘက်ကဆွဲထားလို့ရဲတဲ့ကိုဖမ်းဆီးစင်မှာပျောက်ကြားလွယ်အိတ်နဲ့ မူရစေဝါတွေတွေ့ရှိခဲ့ခြင်းကိုဆွဆွဲချက်ခိုင်မာအောင်လူပုဂ္ဂိုလ်သက်တည်ပြန့်နိုင်ငံချင်းမရှိဘူးလို့ရှင်းနေအဖွဲ့ကပြောပါတယ်၂019年မှာ၆ငါထွက်လာပြီးမှာစိတ်ဓာတ်ကျယောဂ depression ခံစားခဲ့ရတယ်အဲ့ပေါ်ကစိတ်ဓာတ်ယောဂတောင်ဖြစ်နေပြီ depression အောင်ဖြစ်နေတဲ့လူတယောက်ကိုဒါတော့ချုပ်ထားတာတော်ပါတော့ဗျာတခြားအမှုပညာရှင်တွေခဲလို့လှုပ်ပေးလိုက်ပြီးတော့เนาะ ဒါကျွန်တော်ပြောရတော့ပို့ဆိုးသွားရင်တော့မတတ်နိုင်ဘူးပေါ့ဗျာကျွန်တော်လည်းအလကားကောင်မအမြဲသူ့တိတောင်မသိတာမဟုတ်ပါဘူးเนาะသူ့ရုပ်ရှင်တောင်တကားမှကြည့်ဘူးလားမဟုတ်ပါဘူးအခုသူများကြီးရေးလို့ပါဒါနဲ့ကျမကြီးအချင်းကြီးကစိတ်ပူနေရတယ်လို့ပြောတယ်เนาะဒီသမားပြီးခဲ့တဲ့နှစ်ဒီသမား15ရက်ကလည်းတဲ့အင်းစိတ်တောင်ထဲမှာအထူးတရားရုံးငါးငါးကအမှုရင်ဆိုင်ရင်ဇီးလေးမြေမျောသွားခဲ့တယ် သူ့ရဲ့ကြမ်းမ်းအခြေအနေညဘက်အေးပြက်ပြီးအေးမွားတာလေကြောင့်စိတ်ဓာတ်ကြာယောဂဝိညာဉ်ခံစားနေရပြီးစိတ်ပိုင်းဆိုင်ရာတည်ကြမှုဒုက္ခလုခဲ့ရင်သူ့နဲ့ depression ကြောင့်ယုတ်တဲ့အသက်ရှိရပ်သွားနိုင်တာမျိုးလုံရောတော့နိုင်တာမျိုးရှိတယ်လို့ရှင်းနေတာပြောတယ်။နောက်ကျင်လို့ထပ်ပြခြင်းအသက်အန္တရာယ်ဆွေးရတာကြောင့်အင်းစိန်ထောင်တွင်ဆေးရုံမှာတယောက်စိတ်ကူးတာမှုခံနေစေခဲ့ပါတယ်။ရဲတဲ့ကိုနောက်ကျင်ဒီလိုဆက်ပြခဲ့အတက်အန်ရရှိနိုင်နေဆိုပြီးတော့ထားတယ်ရဲတဲ့မိတ်ဆွေတွေကဒီလိုသာသူမလုပ်တဲ့အမှုတစ်ခုအတွက်အမ် မတရားဆုဆွဲခံရပြီးနှိရှိရာမြတ်ဆောင်လန်ဆက်ကြမယ်ဆိုသူဒီပရက်ရှင်သူယောဂနဲ့အသက်အန္တရာယ်ဆက်ဆိုးမှဆုပ်ရရတယ်လွတ်လာလွတ်လာစီခြင်းပါလေအဲ့ဒီပေါ်စီနဲ့မိတယ်ဆိုတာရဲကိုကြမ်းမတ်ရဲကောင်းမွန်တယ်လို့သိရပြီးကြမ်းမတ်မှနဲ့အမှုရင်ဆိုင်နေပါတယ်တင်းညက်မတိုင်းရင်ယုံရင်တခုမှလည်းသူ့နဲ့လူငယ်ကွယ်မှာပါဝင်ကြတာဆရာရှိတာကြောင့်ကြံရှိနေအမှုအမြန်စစ်ဆေးပြီးစလို့ကြောင့်တရားဥပဒေတိုင်းရိုက်တောင်းဆိုခဲ့ပါသေးတယ်ရှင်နေဥက္ကောင်မြင့်ကဒီအမှုအမြန်လေးစစ်ဆေးပေးဖို့သူကလည်း တရားသူကြီးကိုတင်ပြပါတယ်တရားကြီးကလည်းဒါမင်းမဲစစ်စစ်ပြမယ်လို့ပြောပါတယ်လို့ပြောတယ်နော်ရဲလိုက်ရဲ့အမှုပညာလက်ရပကြီးကားတွေကိုတဲ့သူ့ရဲ့ကွန်ပျူတာနဲ့လေလံတင်ရောက်ချပြီးရဲလိုက်ကိုဒိဋ္ဌိတာပံ့ပိုးကူညီပေးခဲ့ပါတယ်တဲ့နော်အခုလက်ရှိအကျဉ်းတော်မရှိတဲ့ရဲလိုက်ကိုသူ့မိတ်ဆွေတွေကကူညီကြပါတယ်ထောင်ကျနေတယ်မလို့တဲ့သူတွေတင်ကူညီပေးဖို့သူ့ရဲ့ယဉ်ဤဆုံးမိတ်ဆွေတွေကဂရုဒာအန်တာတိန်းမန့်ဆိုတဲ့ပိတ်ချက်နဲ့ရဲလိုက်ရဲ့အမှုပညာလက်ရပကြီးကားတွေကို သူခွင့်ပြုချက်နဲ့လေလံတင်ရောက်ချပြီးရဲတဲ့ကိုလေးစိတ်တာပတ်မိုးပေးရတယ်။ဗကြီးကားတွေကရဲတဲ့စီကခွင့်ပြုချက်ရမှရောင်းတာလို့သိရပါတယ်။ဗကြီးကားအများစုကရဲတဲ့ကိုယ်တိုင်ရွှေပြီးတချို့ဗကြီးကားတွေကိုတော့မိတ်ဆွေတွေကလက်ဆောင်ပေးခဲ့တာလို့သိရပါတယ်။နှစ်ပတ်တစ်ခေါက် ။ထောင်ဝင်သာသွားသွားပြီးတယ်ပုံမှန်တော့စားဖို့တောက်ဖို့ဟင်းအကျော်လို့သူစားနေကြမုန်းနေတဲ့သူ့အတွက်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေပို့ပြတယ်လို့မိတ်ဆွေကပြောတယ်။အနုပညာမှာဆိုရင်တိဥ္စံလူညမကပကြီးဆွဲတာကဗျာရေးတာဇန်ညွန့်ရေးတာစားရေးတာစားတဲ့အလုပ်တွေကိုလည်းပေါင်ကတ်မထားပဲလုပ်တယ်။ဟွန်းသူကဇာလိုင်းလိုင်းကတော့တိဥ္စံတဲ့လူမျိုးလည်းမဟုတ်ဘူး။သူရဲ့တဲ့ဇကားတွေကလင်းလင်းမှုရှိတယ်ထူးကြတယ်။သူရဲ့တဲ့နော် ဓာတုကြောင်းပေါ်ပေါ်ပပကမရိုက်ဘူးတဲ့ဒီအပေါ်ကလည်းမရိုက်ဘူးပေါ့အစစ်တော့ဖြစ်စေကာမျိုးလည်းမရိုက်ဘူးဒီတခုကတော့ရိဇောက်တော်ကောင်းတယ်သူကပိဿက်ကိုဘယ်တော့မှညာမစားဘူးသူ့ရဲ့အလူးပညာခံစားမှုကရိုးသားတယ်เนาะအဲ့ဒီဟာတဲ့သူ့ရဲ့เออนามเจี๊ยกะเนี่ยล้วนแต่ซิ่งๆอเปญฉิตูยัวซื้อแต่สกาฤทธิ์เนี่ยเปลี่ยนลุบไปแล้วทางวันนี้ตะจ้อตะจ้อเปลี่ยนวนยอดเนี่ย2018เนี่ยดันดันยีโม ဆိုဇကပေါင်းနေတယ် intelligent ဉာဏ်ရည်ပန်းနှံ့မှုရှိရတေးဆွန်လာတော်တယ်ကျွန်တော်နဲ့တူတဲ့အပိုင်းတွေရှိတော့ပလင်းနာမှာတင်တယ်ဇကပြောလို့ရတယ်ဘာသာဇကအချင်းချင်းတူတော့နားလေတယ်အလုပ်တွေအများကြီးတွလုပ်ဖြစ်လို့ဒါကြရည်စော်ကရဲတဲ့အပေါ်မှတ်ချက်ပြပါတယ်ရဲတဲ့ကိုစောက်ပေါ်တဲ့အပိရတာဘူးလေအမျိုးအမကအမျိုးတည်းကပြောတယ်ငါလူပညာမရှိရောင်းမှာသူရှင်းလန်းနေရတာဘလောက်ခက်ခဲလိမ့်မလဲဆိုတော့မှန်းဆကြည့်နေပါတယ်အဲနော်သူပြောတဲ့ဟာတန်းလေး ရတဲ့ဝိစ္စဝိစ္စုံကိုလေးလံတင်နေမင်းအားပြီးမျိုးသီးတယောက်ကဝယ်ပြီးတော့เนาะအဲ့ဒါကိုနော်၃နှစ်ထောင်နဲ့၃နှစ်ချက်ခံပြီးတဲ့ခါမှာလေးလံတင်တာကြမ်းခင်စီ၃သိန်းနဲ့ဖွင့်ခဲ့တယ်အဲ့ဟာကိုဝှစ်ချင်လို့လည်းမဟုတ်ဘူးတဲ့အမျိုးသမီးကအဲ့ဒါတိတ်မြန်လို့လည်းသူမြန်လို့လည်းအဝစားလို့သူပြန်လာဝက်လာပြူသူပြန်လွတ်လာရင်လက်ဆောင်ပေးခြင်းလို့တင်ထားတာပါတဲ့ကြမ်းမရေကူးဆက်ပြီးပါစိတ်တော့မကြပါနဲ့အပြင်လောကရောက်ရရန်ကုန်မှာ တခေါက်ဆုံရင်ဆုံရင်ဘူးပါတယ်เนาะသူစားအထူးထူးမရှိဘူးเนาะဒါတွေကเนาะဒါသူ့အမေပုံဟုတ်ပြီเนาะဒါလူကျော်သူငငယ်တုန်းကပုံတော်တော်ဆုံသွားပါပြီဒါဆိုရင်တော့သူ့ဗီဒီယိုကတော့ဒီကျွန်တော်တွေ့ပါတယ်ဒါပေမဲ့သူ့ဗီဒီယိုကအကိုက်အကိုက်အထိမခံဘူးလို့ပြောတာအဲ့ဒါနဲ့ဆိုတော့အခုတော့ကြာသွားပါပြီဒါပေမဲ့เนาะဟိုဟာများဖြစ်မလားတော့မသိဘူးကျွန်တော် ဒီမဲ့သူ့ဗီဒီယိုကားလေးဗီဒီယိုလေးတစ်ခုဟောဒါကိုကိုကြီးဟာနော်ဒါပရိုဗက်ဘိုက်မြန်မာဒါလာဒီလာမသိဘူးဒါမဟုတ်ဘူးလေဟောဒါမဟုတ်ဘူး sorry ဒါမဟုတ်ဘူးဒီဟာနည်းနည်းလေးတော့ဖွင့်လိုက်မယ်အဲ့ဒါကိုကြီးပို့စာပဲဒါလေဟော အော်ဒီမှာဒီအောင်ဖွင့်လိုက်မယ်နော်ခလာလေးတော့ပြလိုက်ပြီဗျာကျွန်တော်ဩဩမဟုတ်ဘူးရအဲ့ဒီအဲ့ဒီဟာလေးဗီဒီယိုလေးအဲ့တုန်းကတော့ပြလိုက်ပါလေပင်နိုင်ရောက်တော့မသိဘူးထားရတော့မပါတာသူများဟာဒါဂူကြီး press ဒီကျဲ ဒါပဲဒီထဲမှာပါတာပြထဲမှာပါတယ်မသိဘူး။ဩဒီမလားမသိဘူး။ဩဒါလည်းမဟုတ်ဘူးဒါပိတ်လိုက်ဒါဆိုဒါလားဒါလည်းမဟုတ်ဘူး။ Guest house ပြလောက်စတော်ပါပြီ။နော်ဟုတ်ပြီနော်။